အော်တိုဘာ၂ရက်နေ့တည်ရတဲ့၄ K ကော်တရင်ကတော့ထန်းနေမာနယ်ဆက်မြို့ကရင်ပြည်နယ်မြောက်ရီမြို့အောင်ဘက် ကိုမိုင်ခန့်ကွာရှိ၄ K ကော်မြို့တစ်ကိုပြန်လည်ထင်းကျုံဝိုင်ရန်စစ်တပ်ကစက်တင်ဘာ၂၀ရက်မှစပြီးစစ်ကြောင်းထိုးလွှတ်ရှားနေရာ KNHA PDF ပူးပေါင်းစစ်ကြောင်းများနဲ့တိုက်ပွဲများနေ့စဉ်နေပါဖြစ်ပွားနေပြီးယနေ့လေကြောင်းပြစ်ကူတောက်လျှောက်တုံးကတိုက်ပွဲပြင်းထန်ကြောင်းဒေတာခန့်များကပြောလာပါတယ်။ယနေ့နဲ့နဲ့ဆောပိုင်းကလေးကလက်နက်လက်နက်ငယ်တပ်များဖြင့်နှစ်ဖက်ပြန်လည်ပြစ်ခတ်မှုများရှိနေခဲ့ရာနေ့လယ်နှစ်နာရီခန့်မှာတိုက်လေရင်ဖြင့် ဘုံကျဲကလက်ခတ်တောင်ကြောက်ကူမြဝတီခလိုင်ရာ290ညာတက်တို့မှလက်နေကြီးပစ်ကူများတောက်လျှောက်ပေးနေကြောင်းသိရပါတယ်။လေးကီကော်ဒေတာခန်မျိုးသမီးတို့ကလေးရလာသွားတာနှစ်ကျင်ရှိပြီးဘုံလဲကျဲတဲ့ဆက်လက်နဲ့လည်းပက်ပစ်သွားတဲ့အခုအဓိကဖြစ်နေတော့ထိမဲ့ဝါကီဘက်မှာလေးချောင်းရောလက်နေကြီးတွေရောတောက်လျှောက်ကြတော့ရွာကတော်ချင်နေပြီလို့ပြောပါတယ်။လေးကီကော်တိုက်ပွဲအတွင်းစစ်တပ်ကလေးကီကော်မျိုးမြောက်ဘက်နဲ့အရှိမြောက်ဘက်ရှိ မေတော်ဒလီပီကလောထိမဲ့ဝါကီလန်ချောင်းမှအင်အားလုံးရင်းဖြင့်ထိုးစစ်ဆင်နေပြီး ကြီးမဲဝါခီကိုထိန်းချုပ်နိုင်ရင်မြောက်ရီဝေါ်လီလမ်းပိုင်းကိုဖလူမင်းလက်ပံဒေတာတိထိုးနိုင်ပြီဖြစ်တယ်လို့ 6K ကွန်မြူတီထက်ဝင်ရောက်နိုင်သည့်လမ်းကြောင်းများပွင့်သွားပြီဖြစ်ကြောင်းဒေတာခံများထံမှသိထားရပါတယ်။လက်ရှိတွင်စစ်တပ်သည် 6K ကော်ရေကန်ကုန်းစခန်းကိုပြီးခဲ့သည့်ရက်ပိုင်းတွင်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်တပ်လက်အောက်ခံကရင်နယ်ခြားဆောင်တဲ့ BGF ကလည်း 6K ကော်မြူတဲရှိရက်ွက်နေရာတချို့မှာဝင်ရောက်နေရာယူထားကြောင်းဒေတာခံများနဲ့မြေပြင်ရဲပေါ်များကပြောပါတယ်။